ဆင်းရဲကိုအမှန်တကယ်ပြန်တွဲပြီးတော့မြင်ကျင်တွေ့ရပြဿနာရှိတယ်ပေါ့နော်အဲမြင်ကျင်နေဆိုရင်တော့မြင်ရမှာပေါ့ challenge အသေးလေးတွေပေါ့ကြုံမပြောထားဘူးဥပမာအချိန်မီရောက်လာရောက်တဲ့အချိန်မှာတကယ်အားလုံးအဆင်သင့်ဖြစ်နေလားနောက်ပြီးရင် तू ကြန့်ခိုင်လားအခုအချိန်မှာနည်းနည်းဘာကို control လုပ်ရလဲဆိုတော့ social media သုံးတာတွေအဲ့ဒါတွေ control လုပ်ရတာပေါ့ပြောတင်တာတွေမပြောတင်တာတွေတင်တင်တာတွေမတင်တင်တာတွေပေါ့အပြည့်ကတော့ line နာတင်လို့ဟိုပြောထားတဲ့ ချက်တွေပြီးဘာစစ်နယ်အရအရန်ကြီးချုပ်ချယ်ထားတာတွေတော့ဘာမှမရှိပါဘူးတကယ်တော့ဟိုစင်ဆူကလေအဲ presentation လည်းလုပ်ချင်တာပေါ့နော်ဒါပေမဲ့ဟို location အရာပေါ့မလုပ်ဖြစ်ဘူးပေါ့ဟို location ကြကြဝန်းဝန်းလေးမှာဟို swimming pool ဆိုလဲ swimming pool ပေါ့ beach ဆိုလဲ beach ပေါ့နော်အဲ့လိုနေရာမျိုးမှာလုပ်ချင်တာဒါပေမဲ့ခရီးသွားဖို့ကလည်းတိတ်အဆင်မပြေတော့တပ်ပုံပဲရိုက်ဖြစ်လိုက်တာပါအဲတပ်ပုံတော့မှကိုတကယ်ရိုက်ချင်တဲ့ themes ကငါကိုစဉ်းစားထားတာတခုပေါ့နော်ဒါပေမဲ့တကယ်တကယ်ကျတော့အခြေအနေအတိုင်းတာအရာအအကောင်းဆုံးပေါ့နော်ရတဲ့နေရာမှာအကောင်းဆုံးလေးလှုပ်လိုက်တာဟုတ်ပြည့်သက်တွေကလည်းလက်ခံကြတယ်အဲအားလုံးကလည်းကြိုက်ကြတယ်ဆိုတော့ပြင်းမှန်းကြိုးတော့နှက်ပါတယ်တကယ်ဆိုရင်တော့ဒီထက်ပို့ပြီးတော့လှုပ်ချင်တာလေးရှိပါတယ်မလှုပ်ဖြစ်လိုက်တာ ဒီပြိုင်ပွဲဝင်နေအနေနဲ့ဘယ်ဟာလေးပဲဖြစ်ဖြစ်ပေါ့အခု head shot တောင်းတယ် head shot တောင်းတဲ့အချိန်မှာလဲဟိုဒါပြီးလို့ရှိရင် top 10ရွေးမယ် top 5ရွေးမယ်လို့မပြောထားဘူးဒါပေမဲ့အကောင်းဆုံးဘယ်လို guideline နဲ့ဘယ်လိုပုံနေဘယ်လိုပုံနေပေးဆိုတာတောင်းထားတယ်အဲနောက်တစ်ခုကလဲ intro video တွေရှိတယ်ပေါ့ intro video တွေဆိုလည်းအခုမတင်ရသေးဘူးအဲ့ဟာမှာဆိုလည်း intro video ပြီးပါအဲဘယ်လိုအချက်လက်တွေထည့်ရမလဲဆိုတာပြောထားတယ်အဲဆင်ဆူလက်ဆင်ဆူရိုက်မယ်အင်ဂျီကပါရအောင်ဘယ်လိုပေါ့နော်ကိုဝစ်ချင်တဲ့ accessory ရွှေရောင်နေကိုကိုပြင်ပြင်ချင်လာတာပြင်လာခဲ့ဆိုပြီးတော့မှအဲပြောထားတဲ့အပေါ်မှာအဲဒီပေါ်မှာဘယ်သူက အကုန်လုံးတော့ဒန်းလူပြောပြထားတာပေါ့နော်ဟိုပြိုင်ပွဲတွေရှိတယ်ပြိုင်ပွဲရတော့မဟုတ်တော့ဒါတော့တို့ရဲ့အကျိုးစားအားထုတ်မှုပေါ့အတိမတ်ပြုတ်ပေးတဲ့သဘောလေးတွေပေါ့ challenge အသေးလေးတွေပေါ့ကြုံမပြောထားဘူးကြုံမပြောထားတဲ့အတွက်အဲဒါတို့ဘန်တို့မပြောထားပေမဲ့ဟိုပြောလိုက်တဲ့အရာတိုင်းမှာဘယ်သူကဘယ်လောက်ထိအားထုတ်တယ်ဘယ်သူကဘယ်လောက်ကြိုးစားတယ်ဆိုတော့လေဒါဟိုဟိုတိတိစီမြင်စီတယ်ပေါ့တချို့ကလေးတွေကြတော့လေနည်းနည်းလေးတော့တို့ဟို ကျုံမပြောထားတဲ့အတွက်တို့တိချမလုလိုက်ရအောင်ဆိုတော့အားမလို့အားမရရှိတာမျိုးတွေရှိတာပေါ့နော်အဲဒါပေမဲ့လည်းဘေဟာမဆိုးပြိုင်ပွဲဝင်နေတာဖြစ်တဲ့အတွက်အကုန်လုံးမှာဘယ်သူဘယ်လိုအကောင်းဆုံးပြင်ဆင်မယ်ဘယ်လိုအကောင်းဆုံးကြိုးစားမယ်ဆိုတာဒါစပြီးတော့ဟိုတို့အနေနဲ့လေ့ကျင့်မှုရအောင်ပေါ့နော်ဒီဟာလေးတွေကိုလုပ်ပေးတာဖြစ်တယ်အဲနောက်ထပ်ကကြတော့တို့ voting photo တွေလာတော့မှာပေါ့နော်ဒါကတော့ official voting မှာ official voting ကြတော့အဲ တကယ်ဟုတ်တယ်အများဆုံးရတဲ့လူက top 6ဝင်မှာပေါ့အရင်နှစ်တည်းလိုပဲဒါဒီနှစ်မှမဟုတ်ပါဘူးကိုပါတော့ကိုကိုပါလို့တဲ့ကိုပါအားနေတယ်ပေါ့ဘယ်နေရာပိုလှချင်လဲဆိုတာဒါတို့ရဲ့စူးစမ်းအထောက်မှုပါတချို့ဟာတွေကြတော့လည်းအချိန်ကတ်သွားပြီဖြစ်တဲ့အတွက်တို့ဟိုလုတ်ဖို့အချိန်သိမ့်မရတော့တာလည်းရှိတယ်အဲ့ဒါကြောင့်မို့အဲပြိုင်ပွဲဝင်ကလေးတွေဆိုပြိုင်ပွဲပြီးမှပို့ပြီးတော့မှဟိုပိုလှလာကြတယ်ပို့ပြီးကောင်းလာကြတာတွေလည်းရှိတယ်အော်ဒီပြိုင်ပွဲတော့အဲ့တုန်းကသူများတွေလုတ်တာ ကြည့်တယ်သူများတွေကဘယ်လိုနေတယ်ဘယ်လိုထိုင်တယ်သူတို့အချင်းချင်းအတူယူပြီးတော့ပွဲပြီးွားတဲ့အခါမှာဒီအတွေ့အကြုံရနေပို့လှလာတာတွေရှိပါတယ်ပို့ကောင်းလာတာတွေရှိရောဒီမိသူရဲ့နေရာလိုခဲ့တဲ့အခြေခံအချက်တွေကတော့တူတာများပါတယ်နောက်ထပ်အရင်ထက်တိုးတာတော့မရှိဘူးဟိုဘက်ကဖြေလျှော့လိုက်တဲ့ကန့်သက်ချက်တွေအရာဆိုလို့ရှိရင်ခုနအဲဟို ခွဲစိတ်ပြုပြင်ထားတဲ့သူတွေပေါ့အမျိုးသားနဲ့မျိုးသမီးအခွဲစိတ်ပြုပြင်ထားတဲ့သူတွေအိမ်အောင်ရှင်နေကလေးမွေးထားတဲ့လူတွေပြန်ခွင့်ရလာတယ်နောက်တစ်ခုကကျတော့အသက်ရွယ်ပိုင်းခြားမရှိတော့ဘူးပေါ့နော်အဲ့ဒါတွေကတော့ထပ်ပြီးတော့အဲဟိုဘက်ကနေဖြေလျှော့ပေးတဲ့အရာတွေနောက်အဲဒီနောက်တစ်ခုကဟိုးပြီးခဲ့တဲ့ဆက်နှစ်နှစ်ထက်ဆိုင်အခုချိန်မှာနည်းနည်းဘာကို control လုပ်ရလဲဆိုတော့ social media သုံးတာတွေအဲ့ဒါတွေ control လုပ်ရတော့ဟိုးဆက်နှစ်နှစ်တုန်းကတော့အဲ့ဒါတွေတိတ်မရှိဘူးအခုချိန်မှာကျတော့ဟိုဒီဟာတွေကတော့ ဟိုကို organization နဲ့ဘယ်မဟုတ်ခင်းနဲ့သူတို့ရဲ့ရှေ့လျှောက်ပေါ့သူတို့ဆက်သွားမဲ့နေရာမှာလဲပြောတင်တာတွေမပြောတင်တာတွေတင်တင်တာတွေမတင်တင်တာတွေပေါ့ဟိုအများနဲ့ဆက်ဆံတဲ့အခါမှာအဲ့ဟာကတော့နည်းနည်းပို့ပြီးတော့မှအဲအဲဘယ်လိုပြောမလဲပြောတင်ပြောထိုက်တာလေးတွေပြောပြပေးရတာပေါ့တကယ်လို့ဟိုဘက်ရောက်သွားတဲ့အခါကျရင်လဲကိုကလက်လွတ်စပယ်တုံးလိုက်မိတယ်ပြောလိုက်မိတယ်ဆိုကို့အတွက်က မကောင်းတဲ့ပုံရိပ်တွေဖြစ်သွားနိုင်တယ်အဲ့လိုမျိုးသတိပေးတာမျိုးလေးတွေအဲဥပမာပြလာလေးတွေတော့အဲ့ဒါလေးတော့ပို့ပြီးတော့ရှိလာတာပေါ့ဟိုတကယ်ဟိုဘက်မှာပြိုင်တဲ့အခါမှာတယောက်တည်းကိုရက်အကြိုက်လွတ်လိုက်ရမှာဒီမှာဆိုလို့ရှိရင်ဘာပဲဖြစ်ဖြစ်ဟိုဘလို့ပဲတယောက်တည်းပဲရက်တည်နေပါတယ်ပြောပြောတငယ်ချင်းတော့ရှိမယ်ဘေးနာလုတ်ပေးတဲ့အဲမိတ်ဆွေတော့ရှိမယ်ဟိုဥမာမိသားစုကမကူညီဦးဆိုရင်တော့မဟိုရောက်သွားလို့ရှိရင်အဆအဆုံးကိုတယောက်တည်းလောက်ရမှာဒါတို့လည်းသိတယ်အဲ့ဟာကိုမှဒီမှာအဲ့ဒီဟာကိုခံနိုင်ရင်ရှိမရှိဆိုတာခုန ဟာတွေပေါ်မှာမူတည်တယ်ဥမာအချိန်မီရောက်လာရောက်တဲ့အချိန်မှာတကယ်အားလုံးအဆင်သင့်ဖြစ်နေလားအဲနောက်ပြီးရင်သူကကြန့်ခိုင်လားဟိုကျမကြီးပေါ့နော်အဲ့အရာတွေကအစကြည့်ရတယ်ဆိုအဲ့အရာတွေကလည်းတော်တော်များများဒီစဉ်းစားတဲ့အထဲမှာတော့40ရာခိုင်နှုန်းလောက်ကိုထည့်စဉ်းစားရပါတယ်ဟုတ်အဓိကအမတို့ဒီတင့်ကျက်ထားတာတွေအားကြီးချုပ်ချယ်ထားတာတွေမရှိဘူးဒါအခြေခံ ဟိုအလုပ်လုပ်မဲ့လူပေါ့ organization နဲ့မှမဟုတ်ဘူးတကယ်လို့ agency တစ်ခုနဲ့အလုပ်လုပ်မယ်ဆိုလဲဒီဟာလိုက်နာမှာပဲ company တစ်ခုနဲ့အလုပ်လုပ်မယ်ဆိုလဲလိုက်နာမှာပဲတကယ်လို့လေးရင်မတရားလုပ်မယ်ဆိုလဲဒါလိုက်နာမယ်အချက်တွေပဲအဲ့ဟာတွေနဲ့တိတ်အများကြီးကွာတာတော့မဟုတ်ဘူးဒါဟာအဲအပြည့်အဝတော့လိုက်နာတင်လို့ဟိုပြောထားတဲ့အချက်တွေပြီး personal အရာအရန်ကြီးချုပ်ချယ်ထားတာတွေတော့ဘာမှမရှိပါဘူးဟုတ်ဒါမျိုးစိကကိုမှန်တယ်ပြန်တွဲပြီးတော့ပြင်ကျင်တွေပြည့်တယ်ရှိတယ်ပေါ့နော်။ဒီမှာဒီပြောပြီးတယ် အဲမြင်ကျင်နေဆိုရင်တော့မြင်ရမှာပေါ့ဟိုပြိုင်ပွဲတွေလည်းများလာတယ်ပို့ပြီးတော့ကျယ်ပြန့်လာတယ်ပေါ့နေပယ်ကကျယ်ပြန့်လာတယ်အရင်တော့ဆိုပြိုင်ပွဲကတစ်ခုပဲရှိရဲနှစ်ခုပဲရှိတယ်ပေါ့အခုဆိုလို့ရှိရင်ပြိုင်ပွဲအတန်းစားမျိုးမရွေး တော့ပြိုင်နိုင်တယ်ဟုတ်ပြန်ဝဲအကြီးမဟုတ်ရင်လဲအဲကိုရှိတောင်အာရှတို့အာရှတို့အဲ့လိုမျိုးဆိုတော့ဒါအမျိုးမျိုးပေါ့နော်ဟိုပြိုင်လာနိုင်တဲ့အတွက်ပို့ပြီးတော့ကျေပြန့်လာတယ်ကျေပြန့်လာတဲ့အမြပြိုင်တဲ့လူများလာတယ်ပြိုင်တဲ့လူများလာတဲ့အတွက်သူတို့အားပေးတဲ့လူတိတဲ့လူများလာတဲ့အတွက်ဘာပဲဖြစ်ဖြစ်ဒီ industry ကကြီးမားလာတယ်စိတ်ဝင်စားတဲ့လူတွေလည်းများလာတာပေါ့နော်အဲ့လိုမျိုးများလာတာဖြစ်တဲ့အတွက်တော့ဟိုပို့ကောင်းပါတယ်ကလေးတွေအတွက်လည်းပို့ပြီးတော့မှအခွင့်အရေးတွေပို့ရတယ်အရင်တုန်းကဆိုရင်တစ်နှစ်ကိုတစ်ယောက်ပဲပြန်ရမယ့်နေရာမှာအခုဆိုတစ်နှစ်ကိုအယောက်20ပြန်ရတယ်ဒါလည်းကောင်းတာပေါ့နော်မဟုတ်လို့ရှိရင် ်ဒီကလေးတွေကဟိုအသက်ပိုင်ချတစ်ခုရောက်သွားလို့ရှင်ဒါတို့လှုပ်ချင်တဲ့ဟာကိုမလှုပ်လိုက်ရပဲဖြစ်မယ်ပေါ့ဆိုတော့ကောင်းပါတယ်ဒါပေမဲ့ကောင်းအကောင်းဆုံးပြင်ဆင်ဖို့တော့လိုတာပေါ့နော်ဟုတ်